ရင်းကဆိုတော့ဒီကျွန်တော်ကြိုက်တဲ့နာမည်ပဲအဲဝတ်မှုံတို့ဘာလို့လို့ပေါ့ဗျာကျွန်တော်လည်းအဲ့လိုနာမည်နဲ့တပုတ်ဆိုအောင်မယ်ဆိုတကယ်တော့အဲ့နာမည်ကျွန်တော်ပဲပေးခဲ့တာပဲငါရဲ့အိမ်မတိုင်းရှောက်ခဲ့ပါမယ်ကျွန်တော်နားလေတာချစ်သူဆိုတာတယောက်နဲ့တယောက်အပြန်အလှန်မိမိခိုရတဲ့အမိသည်ပြုရတဲ့လူတွေပေါ့ချစ်သူတွေဆိုတာအဲ့ဒီဟာကျွန်တော်ရေးတာပြည်ပြင်းလောက်တယ်ဆိုပြီးတော့ကျွန်တော်ဆိုင်းလေးကိုပေးခဲ့တာ ဒါကြိုက်ကြတယ်ဆိုတော့ကျွန်တော်လည်းဝမ်းသာတယ်ဘာလို့လဲ तू ကလည်းတော်တော်ချစ်တာရဲ့အချင်းကိုလေ तू တော်တော်ချစ်မြတ်လို့ဆိုတာနဲ့ तू ဆိုတယ်အဲ့အဲ့ဒါဗျအဲ့ဒါလေးကျွန်တော်မြင်ရတယ်အဲ့ဒါလေးချစ်ဖို့လိုတာလေနော်လေးစားတဲ့ဘာဆိုတာအဲ့ဒါအကုန်ပါသွားပြီချစ်တယ်ဆိုတဲ့အထက်မှာဟုတ်ကျွန်တော်တို့ underground band လေးရှိတာပေါ့ ရေးကျင်စိတ်တော့ရှိတယ်ဒါပေမဲ့အဲ့လိုမျိုးသူများတွေဆိုအောင်ဆိုပြီးကျွန်တော်ရေးဖို့အစီအစဉ်မရှိဘူးအဲကျွန်တော်ပုံဆွဲနေတဲ့အလုပ်ကနေထွက်လိုက်တဲ့ထွက်လိုက်တဲ့အချိန်မှာကျွန်တော်တချင်းလောကတွေကိုကျွန်တော်တို့ကျွန်တော်တို့က underground တွေ new metal တွေဘာညာရှောက်ရေးတော့အဲ့ metal ချင်း metal ချင်းရှောက်ဝယ်မဲ့လူလည်းမရှိဘူးလေအဲ့လို modern rock လေးလောက်ကိုတော့ရေးဖို့စ조사ခဲ့တာပေါ့အဲ့ဒါနဲ့ကိုထဲရလူတွေနောက်ပြန်တွဲ sign လေးတို့ဘာလို့ကြတော့ border တွေကို အခင်နေနဲ့မှာသူတို့လည်းအခွေလုပ်ဖို့အစီအစဉ်ရှိတယ်ပါဆိုတည်ပြီးတော့ရေးကြတော့တာပေါ့ညအလေအော်ညီမိကိုညာလို့ခင်ကဆိုတော့ဒီကျွန်တော်ကြိုက်တဲ့နာမည်ပဲကျွန်တော်ကြိုက်လို့ကျွန်တော်တယောက်ယောက်ကိုကျွန်တော်အဲ့ဒီနာမည်ပေးထားခဲ့တာအဲ့တော့ကျွန်တော်ဆိုမယ်ဆိုပြီးတော့ဒီဒီနာမည်နဲ့ပေါ့ဒီနာမည်နဲ့ဆိုပြီးတော့ကျွန်တော်ရေးခဲ့တာဟိုဟိုဘုံမှုံတို့ဘာလို့လို့ပေါ့ဗျာ ကျွန်တော်လည်းအဲ့လိုနာမည်နဲ့တပုတ်ဆိုမှဆိုတကယ်တော့အဲ့နာမည်ကျွန်တော်ပဲပေးခဲ့တာပဲအဲကြောင့်အဲ့လိုရေးလိုက်တာကင်းငါရေးအိမ်မတိုင်းရှောက်ခဲ့ပါမယ်ကင်းငါမြင့်မဟုတ်ကင်းငါဆိုတာအဲ့လူတယောက်ပဲဟုတ်လူတယောက်နာမည်ပါပဲဟုတ်အဲ့ဒါတော့ဟိုလိမ့်လို့မရပါဘူးပြီးသွားပြီအဲ့ဒါဒါမဲ့ကျွန်တော်ကအဲ့ကင်းငါဆိုတဲ့ဟာကိုကျွန်တော်တချင်းထဲမှာလဲကျွန်တော်ဘန်ဆတ်လုတ်တယ်ကပထမဆုံးဖះဆူတောင်းတဲ့မြို့ဆိုတဲ့တချင်းမှာလဲကျွန်တော် ဖះရှင်ကဂင်းကမြေတရားကျင့်ပြီးတော့ဖះဖြစ်လာတာကိုရေးဘူးတယ်ကျွန်တော်ကအိန္ဒိယန်အိန္ဒိယန်မှုတွေကြိုက်တယ်အဲ့ဒီယဉ်ကျေးမှုတွေလည်းကျွန်တော်တအားကြိုက်တယ်အဲ့ဒါနဲ့အဲ့လိုအဆင်ဆင်သေလာခဲ့တဲ့နာမည်ပါအဲ့ဒီနာမည်ကဟိုဒါပေမဲ့ဒီသချင်းထဲမှာကြတော့ကျွန်တော်မဆိုဖြစ်ပေမဲ့လည်းကျွန်တော်နားလေတာချစ်သူဆိုတာတယောက်နဲ့တယောက်အပြန်အလှန်မိမိခိုရတဲ့အမိသေးပြူရတဲ့လူတွေပေါ့ချစ်သူတွေဆိုတာအဲ့ဒီဟာ အဲကျွန်တော်ရေးတာပြီးပြင်လောက်တယ်ဆိုပြီးတော့ကျွန်တော်စိုင်းလေးကိုပေးခဲ့တာသူဆိုလိုက်တော့အဲပြိသက်နားထောင်တဲ့ခါကျရင်သူတို့လည်းတခုခုရအောင်ပေါ့ဟိုချစ်သူပုံမှန်တင်စားတယ်ဆိုတာကအပြန်လည်းအမိသေးပြုကြတာပေါ့ချစ်သူဆိုတာအဲ့ဒါလေးပေါ်လွင်တယ်လို့ကျွန်တော်ယူဆတယ်ဒါကြောင့်ကျွန်တော်စိုင်းလေးကိုပေးဖြစ်တာ ဲ့ change range လောက်တော့ကျွန်တော်ရှိတယ်ကျွန်တော်ကျွန်တော်နဲ့လောက်တာပြီးတော့အဲ့မှာ chair လို့ပါစီခြင်းတယ်လို့ကျွန်တော် chair လို့တန်ကြားတယ် chair လို့ထဲ့ဆိုတော့ကိုဆိုင်တို့ကလည်းကိုဖိုးကြီးတို့ကလည်း chair လို့သမားခေါ်အဲ့ကျွန်တော်လာတော့မဘသူခေါ်ရမလဲ chair လို့သမားတော့ကျွန်တော်ကျွန်တော်ရှာရတာအဲကျွန်တော်တို့စိတ်ကျွန်တော်စိတ်ကြိုက်ဖြစ်တယ်ချယ်လိုလဲပါတယ်ပေါ့ဗျာကျွန်တော်အဲ့ချယ်လိုတန်လေးထည့်ခြင်းတယ်ပြီးတော့ arrangement လည်းအဲ့လောက်ပဲကွက်တီပဲဘတိုက်ဘယ်ပိုက်ကိုဘယ်နှခေါက်ဆိုမယ်လို့ဘယ်နှခေါက်မဆိုဘူးလို့အဲကျွန်တော်စိတ်ကြိုက်ပဲကိုဖိုးကြီးကကျွန်တော်စိတ်ကြိုက်ပြီးသူလက်ခံပြီးတော့သူ arrangement လုပ်တာပါတကယ်ဒီသူသူပြောတာဆိုင်းလေးပြောတာလားသူခဏခဏပြောငားနေလားမသိကျွန်တော်မပြောသူသူတောင်းတယ်အဲ့သူတောင်းတော့ကျွန်တော်ဆိုဖို့အစီအစဉ်ရှိတာဘူးဒါပေမဲ့သူဆိုတာသူက तू ဆိုတဲ့အတွက်အခုဟိုပြိသက်ကြိုက်ကြတယ်ဆိုတော့ကျွန်တော်လည်းဝမ်းသာတယ်ဘာလို့လဲ तू ကလည်းတော်တော်ချစ်တာအဲ့ဒီချင်းကိုလေ तू တော်တော်ချစ်မြတ်နိုးစွာနဲ့ तू ဆိုတယ်အဲ့ဒီချင်းကိုဆိုတယ်အဲ့ဒါအဲ့အဲ့ဒါဗျအဲ့ဒါလေးကျွန်တော်မြင်ရတယ်အဲ့ဒါလေးဟိုချစ်ဖို့လိုတာလေးနော်လေးစားရပါရင်ဆိုတာအဲ့ဒါအကုန်ပါသွားပြီချစ်တယ်ဆိုတဲ့အထက်မှာဟုတ် ဘော်ဒါတွေတငင်ချင်းတွေမိတ်ဆွေတွေပြောစရာအများကြီးမရှိပါဘူးကျွန်တော်တို့ကဒီအခုဒီဂီတာနုမြညာကိုချစ်ပြီးတော့ဆက်နေရတာကောင်းတယ်အဲ့လိုကျွန်တော်ဆူတောင်းတယ်ကျွန်တော်ကိုယ်တိုင်ရောကျွန်တော်ချစ်တဲ့လူတွေရောနေစေချင်တယ်ဗျဆူလည်းတောင်းတယ်နေနိုင်ကြပါစေဟုတ်